ပျော်ရွှင်နေဆိုတာစိတ်ခံစားချက်ဆိုပေမဲ့ကိုယ့်ရဲ့လေ့ကျင့်တွေနဲ့အဓိကသက်ဆိုင်ပါတယ်။ဒါကြောင့်ပျော်ရွှင်ဖို့ခက်ခဲတဲ့သူတွေမှာတွေ့ရတတ်တဲ့အလေးကျင့်၁၀ခုကို မျှဝေလိုပါတယ်။နံပါတ်၁အခြေအနေကိုစောင့်ဆိုင်းနေခြင်းပဲနေပဲ၍ဘလို့ခြေနေဖြစ်မှပျော်ရမယ်ဆိုတဲ့သူတွေဟာပျော်ရွှင်နိုင်ဖို့မလွယ်ပါဘူးသူလိုခြင်းနဲ့အနေထားရောက်လာရင်တောင်ခဏပဲပျော်မယ် နောက်တစ်ဆင့်ထက်လိုခြင်းမှာဖြစ်ပြီးတော့အခုပျော်နေတဲ့ခံစားချက်ကလည်းကြောက်သွားမှာဖြစ်လို့ပါပဲ။ဒါကြောင့်ပျော်ရွှင်ဖို့ကို အချိန်မဆိုင်ပါနဲ့။ရှင်တန်ရသမျှနေ့ရက်တိုင်းမှာ စိတ်ပျော်စေမဲ့နီလန်းတွေကို အမြဲရှာဖွေလှုပ်ဆောင်နေဖို့လိုပါတယ်။နံပါတ်1တအူးတယောက်ကပျော်အောင်လုပ်ပေးဖို့မျှော်လင့်ခြင်းလူတယောက်ကချစ်ပေမှကိုယ့်ကိုယ်ယူဆိုင်မှ အများကကြီးကျူးစကားပြောမှပျော်ရတယ်ဆိုတာမျိုးမဖြစ်ပါစေနဲ့ဒါတွေမလိုအပ်ဘူးမဟုတ်ပါဘူးလိုအပ်ပါတယ်သို့တော်လည်းပဲသူတို့အဲ့ဒီလိုလှုပ်ပေးမှပျော်ရမယ်ဆိုရင်ဘလောက်တောင်ဒီပန်းတဲ့ဖြစ်နေမလဲစဉ်းစားကြည့်ပါသူတို့ချစ်ဖို့ဂယုစိုက်ဖို့ကြီးကျူးဖို့ကို ကိုဘလောက်အားထုတ်နေရမလဲပင်ပန်းနေရမလဲဆိုတာ တွေးကြည့်ပါစစ်မှန်တဲ့ပျော်ရွှင်မှုဟုတ်မနေသေးဘူးဆိုတာသဘောပေါက်လာပါလိမ့်မယ် နံပါတ်3ရဝတ္ထုပစ္စည်းတွေအပေါ်မှာလုံလုံရရာမိတီထားခြင်းဒါတွေကလည်းလူကိုမပြောစေတာမဟုတ်ပါဘူးပြောစေပါလေသို့တော်ပြေးဆက်ပေါ်ပြေးရသလိုပြေးကပြေးဤဘယ်မှကမရောက်ဆိုတဲ့အတိုင်းပစ္စည်းတွေဝယ်လိုက်တယ်ပျော်သွားတယ်ခဏပဲခံနေဒီတော့ထက်ဝယ်ရတယ်ပျော်သွားပြန်နေခဏပဲခံနေပေါ့တကယ်တော့ ပျော်ရွှင်ခြင်းအစစ်ဆိုတာထိတွေ့ကင်တွယ်လို့ရတဲ့အရာတွေမှ ရှိတာမဟုတ်ပါဘူးချစ်ချင်းမြတ်တာကိုယ့်ရဲ့စံတန်ဘိုးတွေတိုင်းရှင်သန်နေထိုင်မှုရည်မှန်းချက်ရှိမှုစတဲ့ intangible တွေမှရှိတာဖြစ်ပါတယ်နံပါတ်၄တွေ့ဝေခြင်းနဲ့အတိတ်ကို ပြန်တည်ရခြင်းဖြစ်ချင်တာနဲ့ဖြစ်တဲ့နာစံတာနဲ့ဘဝကိုယ့်ပျော်ရွှင်မှုနဲ့တပါးသူတွေရဲ့အထင်အမြင် ဒီလိုဘဏ္ဍာကြာတွေ့ဝင်နေတတ်တဲ့သူတွေခုခုကိုဆုံးဖြတ်ပြီးရင်လည်းနောင်တရနေတတ်တဲ့သူတွေဟာပျော်ရွှင်ရလိမ့်မရှိပါဘူးနံပါတ်၅အနာဂတ်ကို တွေးပူလွန်ခြင်းအနာဂတ်ဆိုတာထက်စဉ်းစားရပါတယ်ကြိုတင်ပြင်ဆင်ရပါတယ်သို့တော့လိုတာထက် တွေးပူလွန်ခြင်းကတော့ကိုယ်စိတ်ကိုပင်ပန်းစေပါတယ်အထူးသဖြင့် အခုလိုဘာမှမရေရာမသေးကြတဲ့အမောင်ခစ်ကိုဖြတ်တန်းနေရချိန်မှာပေါ့နံပါတ်6တိမှန်မပြုတ်တခြင်းကိုယ့်ရဲ့ကောင်းကွက်တွေကိုအတိမှန်မပြုတ်ဘူးပတ်ဝန်းကျင်ကလူတွေကိုလည်းအတိမှန်မပြုတ်ဘူးဒီတော့ကိုကိုကိုလည်းမလေးစားသလို လောကကြီးကိုလည်းအကျဉ်းတ်တော့ဘူးဒါကြောင့်ကျေးဇူးတရားကိုအောက်မေ့တတ်ဖို့အတိမှန်ပြုတ်တတ်ဖို့ဟာ နေတတ်ရင်ကျဉ်းတ်เสียရဖြစ်ဖို့မှာ သိကိုမှအရေးကြီးပါတယ်။နံပါတ်ခွန်ကိုကိုကိုတားကောင်တဖွဲမြင်ထားခြင်းလူတိုင်းမှာပြဿနာကိုသိရှိပါတယ်။ဒုက္ခတွေကြုံရပါတယ်။အခက်ခဲတွေရင်ဆိုင်ရပါတယ်။ကိုပဲဖြစ်နေတယ်၊ကိုပဲခံနေရတယ်၊ကိုပဲကံဆိုးတယ်။ဒါတွေနဲ့ပတ်သက်လို့လည်းဘာမှမတုံ့ပြန်နိုင်ဘူးဆိုပြီးဗတံမိုင်းဆက်ဝင်နေသူဟာပျော်ရွှင်ရဖို့ခက်ခဲပါတယ်။ နံပါတ်၈အစိုးမြင်စိတ်ညာခြင်း five vote တစ်ချက်လုံးကိုမမြင်ဘဲအဲ့ဒီဘော့ကအမဲဆက်ကလေးတစ်စက်ကိုပဲမြင်တတ်ခြင်းဟာကောင်းတဲ့နေရာကောင်းပါတယ်ဒါပေမဲ့အမြဲတမ်းအဲ့ဒီလိုမြင်နေခြင်းကတော့ကိုယ့်ရဲ့စိတ်ကိုကြောရွှင်စေမှာမဟုတ်ပါဘူးနံပါတ်၉ပြည်ထနာကိုမဖြစ်ရှင်းဘဲညှဉ်းညူနေခြင်းနိုင်ငံရေးမကောင်းလို့ဆိုပြီးကြီးနေုံနဲ့နိုင်ငံရေးကကောင်းမလာပါဘူး ကောင်းမလာရင်ပြဿနာကပြေလည်သွားတာမဟုတ်တဲ့အတွက်ကိုယ်စိတ်တွေကအဆင်ပြေရင်လည်းခဏပါပဲဒါကြောင့်အငြီးပါနဲ့ပြဿနာကိုဖြေရှာရှင်းဆိုင်ဖြေရှင်းပါနံပါတ်30စူးစမ်းအားထုတ်မှု မရှိခြင်းဘဝကနှိမ်ကျနေရင်စိုးမြင်စိတ်များပါတယ်ပိငယ်စိတ်ဝင်တတ်ပါတယ်အငုံစိတ်တွေဂိမ်းအောင်လာတတ်တယ်ဟုတ်သူကိုမကျေနပ်ဒီလူကိုမကျေနပ်ဖြစ်လာတယ် စိတ်အချင်းပေါက်လာတယ်။မနာလိုစိတ်တွေညာလာပါတယ်။ဒီလိုပြောလို့ခက်ပြက်ကြီးတယ်။ဒီဝါကြီးပဲလှိတ်ရှားရမယ်လို့မဆိုလိုပါဘူး။ကိုကိုကိုတော့တိုးတက်အောင်လုပ်နေရပါလိမ့်မယ်။ကိုရက်ချစ်ဖြစ်နေတယ်၊ရှေ့ကိုရွေ့နေတယ်၊အပေါ်ကိုတက်နေတယ်။တနေ့တနေ့အသုံးဝင်နေတယ်ဆိုတာကိုခံစားရရင်စိတ်ကလည်းကြည်လင်လာတယ်။ကိုကိုကိုလေးစားမှုတွေမြင်မာလာတာဟာဘာဝပါပဲ။ဒါကြောင့် ျော်ရှင်ခြင်းနဲ့ကြိုးစားအားထုတ်မှုကတိုင်းရိုက်အချိုးကျတယ်ဆိုတာကိုလည်းသိစေချင်ပါတယ်ခင်ဗျာ thank you